ဒေါ်နိုင်ခင်ထွန်းမြင့်ကမဲမတမာမှုရှိတယ်လို့စစ်တပ်ကထင်ရင်ကျမက ရှင်နဲ့ပြိုင်ပြီးလှုပ်ဝက်မဲမဟုတ်ပဲပြောင်းမဲစနစ်နဲ့မဲပေးရွေးချယ်ခံဖို့အဆင်သင့်မဲဟု ပြောဆိုစိန်ခေါ်ခဲ့ကြောင်း ဦးမညွန့်ခြင်းဖီဆန်ခြင်းနဲ့ပွင့်လင်းပြတ်သားစွာပြောဆိုခြင်းတို့ကဖြုတ်ရှားကံအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရမှနှစ်ရှည်ထောင်ရှားကံကရင်ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၏ဝိသေသလက္ခဏာများဖြစ်သည် ဖေဖော်ဝါရီတရက်နေ့တွင်စစ်ကောင်စီအာဏာသိမ်းသောအခါအသက်68နှစ်ရှိပြီဖြစ်သောဒေါ်နန်းခင်ထွေးမြင့်လည်းအခြားသော NLD အရာရှိများကဲ့သို့ဖမ်းဆီးခံရသည် ဖေဖော်ဝါရီလကနေအိမ်တွင်ဖမ်းဆီးခံထားရစေအတွေ့သူ့ကိုဖမ်းဆီးသည့်တပ်မှုကိုဒေါ်နိုင်ခင်ထွေးမြင့်ကမဲမတမာမှုရှိတယ်လို့စစ်တပ်ကထင်ရင်ကျမက ရှင်နဲ့ပြိုင်ပြီးလှဝက်မဲမဟုတ်ပဲပြောင်းမဲစနစ်နဲ့မဲပေးရွေးချယ်ခံဖို့အဆင်သင့်မဲဟုပြောဆိုစိန်ခေါ်ခဲ့ကြောင်းအေယာဝတီသတင်းဌာနသို့ပြောခဲ့ဘူးသည် ရွေးကောက်ပွဲမတက်မှမှုကြောင့်စစ်ကောင်စီကအာဏာသိမ်းရတဲ့ဆိုပြီးအာဏာသိမ်းကြောင်းကြေညာသည့်တရားဝင်အကြောင်းကြားစာကိုစစ်ကောင်စီတပ်မှုကဖတ်ပြစဉ်ထိုကဲ့သို့တုံ့ပြန်လိုက်ခြင်းဖြစ်သည်ထိုတပ်မှုသည်စိတ်မသက်မသာဖြင့်ပြုံးပြီးတုံ့ပြန်ခဲ့သည်နေအိမ်တွင်ဖမ်းဆီးခံထားရစဉ်အတွင်ဒေါ်နန်းခင်ချွေးမြင့်ကစစ်ကောင်စီစန့်ကျင်ရေးတပိတ်များကိုစစ်ကောင်စီစန့်ကျင်ရေးတင်ကြတာဖြစ်သည့်လက်တုံးကြောင်းထောင်ချင်းဖြစ်စေ၊အိုးခွက်တီးချင်းဖြစ်စေ၊လူမှုအာဏာဖိစံရေး CDN တွင်ပါဝင်ချင်းဖြစ်စေ ဖြစ်နိုင်သမျှနည်းလမ်းများဖြင့်စက်တိုက်လောက်ကန်ရန်ပြည်သူများကိုတိုက်တွန်းသည်သူကိုယ်တိုင်လည်းစစ်ကောင်စီစန့်ကျင်ရေးဆန္ဒပြသည့်ထိုနည်းလမ်းအလုံးတွင်ပါဝင်ခဲ့သည်ဖုံးကိုအုံပြုနေနိုင်စေဖြစ်သောကြောင့်ဒေါ်နိုင်ခင်ထွေးမြင့်သည်မီဒီယာနှင့်တွေ့ဆုံမေးမြန်းမှုများဆက်လက်ပြုလုပ်ပြီးစစ်ကောင်စီကိုထိုးနှက်မြည်နောက်ဆုံးအာထုံမှုကိုထောက်ခံကြရနှင့်ဒေါ်အောင်ဆန်းစုကြည်အပါအဝင်ဖမ်းဆီးခံထားရသူများလွတ်ပြေးရေးတောင်းဆိုရန်ပြည်သူကိုတိုက်တွန်းသည် စစ်အုပ်ချုပ်ရေးကိုစန့်ကျင်ရာတွင်ပြည်သူများညီညွတ်ရေးတောင်းဆိုပြီးစစ်သားများအနေဖြင့်ပြည်သူကိုကာကွယ်ပြီးပြည်သူနှင့်ပူးပေါင်းရန်တောင်းဆိုသောဗီဒီယိုတစ်ခုကိုပင်လူမှုကွန်ရက်ပေါ်တင်ခဲ့သည်ပြည်သူတွေကာကွယ်ပေးကြပါကျမတို့ပြည်သူတွေဘက်ကရက်တည်ပြီးပြည်သူနဲ့အတူကျမတို့ရဲ့တမိုင်းမှာနောက်နာဂတ်ကလေးတွေအတွက်ဝန်းရံပေးကြပါတမတော်ပါပြည်သူတွေလက်တူပူးပေါင်းပါမချိနေပါနဲ့ ကျွန်မတို့ပြည်သူတွေလည်းတမ်းတော်သားဟုကျွန်မတို့ကျွေးနေတဲ့ခမင်းကျွန်မတို့နိုင်ငံကပြည်သူတွေရဲ့အခွန်ပန်းသားနဲ့ပတ်စံနဲ့ကျွေးနေတာပါကိုစားနေတဲ့ခမင်းကဘသူပတ်စံနဲ့လဲဆိုပြည်သူပတ်စံနဲ့စားနေတာပါအဲ့တော့တမ်းတော်သားတွေပြည်သူတွေကိုမကြည့်တင်ကြပါနဲ့တော့ဝန်းရံကြပါပြည်သူဘက်ကရက်တီပါပြည်သူကိုဆရာနာသိန်းချင်းကိုစန့်ကျင်ရန်မြန်မာပြည်သူထောင်ပေါင်းများစွာကလမ်းမများပေါ်မထွက်လာမီနှစ်ရက်အလိုဖေဖော်ဝါရီလ10ရက်နေ့တွင် သူ့ကိုကရင်ပြည်နယ်မြို့တော်ဖက်အံမှထောင်သို့ခေါ်ဆောင်သွားကြသည်မေလတွင်မူဖေဖော်ဝါရီတရက်နေ့စစ်အာဏာသိမ်းမှုအပြီးစစ်ကောင်စီကတပိမ့်မောက်ရတွင်ညီညွတ်ရန်ပြည်သူများကိုတိုက်တွန်းသည့်ပြောကြားချက်များကြောင့်သူ့ကိုထောင်ဒဏ်နှစ်နှစ်ရှာလိုက်သည် ထို့သို့ပြောဆိုခြင်းသည်စူပူရန်လှုပ်ဆော်ခြင်းဖြစ်သည်ဟုစစ်ကောင်စီကသတ်မှတ်သည် ထို့နောက်နိုဝင်ဘာလ9ရက်တွင် NLD ဗဟိုအလုံးမှုဆောင်ဖြစ်သောဒေါ်နိုင်ခင်ထွေးမြေကို ဖန်အန်ထောင်ပြင်ပတွင်တည်ထောင်ထားသည့်စစ်ကောင်စီတရားရုံးကအာဂရိလိုက်စားမှုစွဲချက်လေးခုဖြင့်ထောင်ဒဏ်85နှစ်ရှာလိုက်သည် ထို့အခါစုစုပေါင်းထောင်တန်း89နှစ်ရှာခံရပြီးထိုလုံးရက်သည် NLD အဖွဲ့ဝင်များတန်တိုင်းနောက်တွင်ရောက်နေစေရန်လှုံ့ဆော်သောလုံရက်ဖြစ်သည်စစ်ကောင်စီကထို့သို့နှစ်ရှည်ထောင်တန်းရှာမှတ်ရှင်သည်သူ၏ပွင့်လင်းပြတ်သားစွာပြောဆိုခြင်းနှင့် ဥမညွတ်ခြင်းကြောင့်သူ့အပေါ်စစ်ကောင်စီကထားသည့်အာဃာတကိုပြသနေကြောင်းမိသားစုများနှင့်သူနှင့်နီးစပ်သူများကပြောဆိုကြသည်ဘဝကိုမြုံနှံထားသော ဒီမိုကရေစီရေးတက်ကြလှုပ်ရှားသူဒေါ်နိုင်ခင်ထွေမြင့်သည် သူ၏ဒီမိုကရေစီရေးတက်ကြလှုပ်ရှားမှုနှင့်ဆရာနာရှင်စနစ်ဆန့်ကျင်သည့်မိသားစုတမန်းကြောင့်ဆွလွတ်အနစ်နာခံမှုများစွာပြုလုပ်ခဲ့ရသည်ပြီးတိမ်ထံမှလွတ်လပ်ရေးမရမီနှင့် ရာပြီးစကာလတွင်သူဤဖခင်သည်ဖက်စစ်တိုက်ဖြက်ရေးပြည်သူလူမျိုးရေးအဖွဲ့ချုပ်ဖာစာပါလာ၏ကရင်ပြည်နယ်မှအကြီးအကဲဖြစ်သည်မိသားစုအတွင်ပြောဆိုဆွေးနွေးမှုများမှတဆင့်ဒေါ်နိုင်ခင်ထွေးမြင့်သည်ဖက်ဒရယ်စနစ်အကြောင်းသားမကနိုင်ငံရေးနှင့်တိုင်းဒေသလူမျိုးစုများတမိုင်းကိုတည်ထားပြီးဖြစ်သည်စေအုပ်ချုပ်သူများအောက်တွင်သူဤမိသားစုသည်နိုင်ငံရေးနှင့်ပတ်သက်သည့်ကိစ္စများအတွက်ပြစ်မှတ်ထားဖိနှိပ်ခံရသည် သူသည်တိုင်းသားအခွင့်အရေးနှင့်ဒန်းတို့ညီမရဲ့အတွက်လောက်ကရန်စိတ်ပိုင်းဖြတ်မှုကို ဖခင်ထံမှအမွေရခဲ့သည်သူသည်နိုင်ငံကိုဖက်ဒရယ်အရှိခံသည့်ဒီမိုကရေစီနိုင်ငံအဖြစ်ထူထောင်ရန်ဘဝကိုမြှုပ်နှံလောက်ကမည်ဖြစ်သော2016ခုနှစ်ဖေဖော်ဝါရီလအတွင်းအေယဝတီသတင်းဌာနသို့ပြောပို့သည်သူသည်1985တွင်ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်သောကြောင့်ပထမဆုံးအကြိမ်အဖမ်းခံရပြီးထောင်ရှောင်နေကြသည် ထို့နောက်တွင်လည်းသူသည်ဆက်လက်အဖမ်းခံနေရပြီး1996တွင်ထောင်နှစ်နှစ်ရှာခံရပြီး1990များအတွင်းကလည်းဆွဲချက်မရှိဘဲအငင်းပားပွေရာဖမ်းဆီးမှုများကိုအကြိမ်ကြိမ်ခံရသည်1988ကနိုင်ငံတော်အုံကြွမှုအပြီး NLD ကို ဖွဲ့စည်းသောအခါသူမသည်အမာခံအဖွဲ့ဝင်ဖြစ်လာခဲ့သည်1990ရွေးကောက်ပွဲတွင်ဖအံမဲဆန္နာနှင့်မှ ဝင်ရောက်ရှင်ပြိုင်အနိုင်ရသည် ထိုမဲဆန္ဒနယ်သည်2015နှင့်2020ပြည်နှစ်ရွေးကောက်ပွဲများတွင်သူဆက်လက်ကိုစားပြုသောမဲဆန္ဒနယ်ဖြစ်သည်စေအိုစုကသူ့ကိုပြစ်မှတ်ထားဖိနှိပ်မှုများတွင် ထောင်ရှားမှုများနှင့်အကြိမ်ပေါင်းများစွာသောအငင်းပွားပွဲဖမ်းဆီးမှုများပါဝင်သည်ယခုအခါစစ်ကောင်စီကသူ့ကိုအကြမ်းတိလိုက်စားမှုဆွဲချက်များဖြင့်တိုက်ခါရှာသည်ဒေါ်နန်းခင်ထွေးမြင့်သည်ကရင်ပြည်နယ်ဝင်ကြီးချုပ်တာဝန်ထမ်းဆောင်စဉ်က အကြမ်းတိလိုက်စားမှုတိုက်ဖြတ်ရေးအတွက် ပြက်ပြက်သားသားရက်တည်သည်ဟုကြော်ကြားသောကြောင့်ထိုဆွဆွဲချက်များနှင့်ဖြောင်ဖြောင်ဆန့်ကျင်နေသည်ဒီလိုဆွဆွဲချက်စီရင်ချက်တို့ကြောင့်ကျွန်တော်တို့အံ့ဩရတယ်ဟု2020ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်နေရာတွင်အနိုင်ရသောသူ၏မောင်တော်သည့်စောတန်းထွတ်ကပြောသည်အဂရိလိုက်စားမှုကျိုးလွန်နာကိုကျွန်တော်တို့ကိုယ်တိုင်ကမုံတည်တယ်သူလည်းဘယ်တော့မှအဂရိလိုက်စားမှုမကျိုးလွန်ဘူးဒီဆွဆွဲချက်တွေကအလိမ်ညာတွေဖြစ်တယ်ဟုစောတန်းထွတ်ကပြောသည် သူဟာစုံပြတ်ချက်ပြတ်သားပွက်လင်းရဲရင်နဲ့နိုင်ငံရေးသမားဖြစ်တဲ့အတွက်စစ်ကောင်စီကသူ့ကိုဆွဆွဲနေတာတွေကအာဃာတအပေါ်မှာပဲလုံးဝအရှိခံနေတယ်ဟုသူကပြောသည်သူကိုကောင်းစွာတည်သူများကဒေါ်နန်းခင်ထွေးမြင့်သည် ဝင်ကြီးချုပ်ဖြစ်တော်လဲဘဝတွင်ကြီးကျယ်ခမ်းနားစွာမနေဘဲလွန်စွာရိုးရှင်းစွာနေကြောင်းပြောသည် သူသည်ကားတစ်စီးပင်မပိုင်ပေသူနှင့်ယင်းနှင့်နေသည်မှာနှစ်ပေါင်း30ကျော်ပြီဖြစ်သည့်အမည်မဖော်လိုသော ် NLD ထိပ်တန်းခေါင်းဆောင်တအူကလည်းသူသည် ပါတီနှင့်နိုင်ငံအပေါ်သစ္စာရှိပြီးဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ပြီးလင်ပါတီတွင်စံပြပုဂ္ဂိုလ်ဖြစ်ကြောင်းပြောသည်လောက်ကျန်ဆွဆွဲချက်များဖေဖော်ဝါရီလဒုတိယပတ်တွင်ဖမ်းဆီးခံရပြီးနောက်ဒေါ်နန်းခင်ထွေးမြင့်နှင့် NLD အစိုးရခေစီပင်တာယာရေးဝင်ကြီးဦးတန်းနိုင်တို့ကိုစစ်ကောင်စီကကရင်ပြည်နယ်မှာအရှိကံအဆောက်အုံတိစောက်ရေးစီမံကိန်းများနှင့်ပတ်သက်ပြီးတင်တာနှင့်ဗန္နာရေးစီမင်းရှိုးပေါက်တီကိုဆွဲချက်တင်သည် အဂရိလိုက်စားမှုများနှင့်ပုံကမှုအတွက်ဒေါ်နန်းခင်ထွေးမြင့်ကို1095နှစ်ရှာပြီးဦးသက်နိုင်ကို62နှစ်ရှာသည်၎င်းတို့နှစ်ဦးစလုံးကမြည်တိပြစ်မှုမှ မကျူးလွန်ကြောင်းတရားရုံးတို့ပြောသည်ဟုသူတို့၏ရှေ့နေဥအောင်သိန်းကပြောသည် စီရင်ချက်များသည်တရားလိုကပြောသည့်များအပေါ်တွင်သာအရှိခံပြီး၎င်းတို့၏အကျိုးဆောင်ကရှေ့ပါသည်ကိုလစ်လူရှုထားသောကြောင့်တရားမျှတမှုမရှိကြောင်းတရားရုံးနှင့်နှိစက်သည့်တည်င်းရင်မြစ်ကပြောသည် ထို့သောအမှုများကိုဌာနတွင်းစုံစမ်းစစ်ဆေးမှုဖြင့်ဖြေရှင်းနိုင်ပြီး တရက်ခွင်တို့ပို့ဆောင်ရမလို့ကြောင်းအရှိုးရှိနေများပြောသည်ဒီအမှုတွေက အာဃာတအပေါ်အရှိခံနေဆိုတာရှင်းနေတာပဲဟု ထို့အမှုများကိုအကျွမ်းတော်ဝင်ရှိသော ရှင်းနေတဦးကပြောသည်သူ၏ယောသားတည်ကြည်မှုကိုတည်တော့ကြောင့်တရားသူကြီးတဦးကတရားခွင်တွင်တောင်းပန်ခဲ့ကြောင်းတရားရုံးနှင့်နှိစက်သည့်တည်ရင်မြင့်တစ်ခုကပြောသည်စစ်ကောင်စီက NLD အပေါ်ထားသောအာဃာတ ် NLD အဖွဲ့ဝင်များကိုတန်တိုင်နောက်တွင်ထားရန်၎င်းတို့၏ဆန္ဒကိုထင်ဟပ်သည့်အနေဖြင့်စစ်ကောင်စီက NLD ခေါင်းဆောင်များအပေါ်ထားသောအကြမ်းဓာတ်သည်တနေ့ထက်တနေ့ပိုမိုထင်ရှားလာသည်ဒေါ်နန်းခင်ထွေးမြင့်အမှုမှာနောက်ဆုံးဥပမာတစ်ခုသာဖြစ်သည်အလားတူဆွဆွဲချက်များဖြင့်ဖန်စီခန်နိုင်ငံတော်အတိုင်ပင်ခံနှင့်အရှားဝင်ကြီးချုပ်များအပါအဝင်အရှားဝါရင်ခေါင်းဆောင်များကိုလည်းဆွဆွဲထားသည်စစ်ကောင်စီသည် NLD ဥက္ကဋ္ဌဒေါအောင်ဆန်းစုကြည်ကို ပုံကန့်မှုကိုဗစ် -19 စီကံရှင်းဖောက်မှု နိုင်ငံတော်အစိုးရလက်ဝက်ရှပ်ဥပဒေရှင်းဖောက်မှုနှင့် အကြမ်းလိုက်စားမှုအပါအဝင်ဆွဲချက်ပေါင်း17ခုဆွဲဆိုထားသည်ထိုဆွဲချက်များအလုံးသည်လောက်ကျန်ဆွဲချက်များဖြစ်သည်ဟုကြေကြေပြက်ပြက်ယူဆကြသည်